အောင်မြင်လာပြီးရဲ့နောက်လက်ရှိချစ်သူကိုလက်မထက်ချင်တော့ဘဲတပေါ်လုံးစာယုံကြည်ရတဲ့သူပေါ်လာရင်သူဘက်ကလက်ထက်ခွင့်တောင်းသွားမယ်ထက်ထက်ထုံရန်ကုန်စံလီမျိုးပြိတ္တများအလုံးပဲမင်္ဂလာပါရှင်ပြိတ္တများရှင်အောင်မြင်နေတဲ့ထက်ထက်ထုံကငွေကြီးနဲ့ပတ်သက်လာရင်မပူရတော့လို့အချစ်ကိုပဲလိုက်ရှာနေပါပြီအသက်30ကျော်ရွယ်ရောက်နေပြီဖြစ်တဲ့ထက်ထက်ထုံကိုတဲတဲလုံးချစ်ပေးမယ့်ချစ်သူတယောက်ရှိနေဖို့အချင်းမှလည်းကံကောင်းတဲ့သူတယောက်ပေါ့ဖုန်းဆိုင်စီးပွားရေးလုပ်ငန်းရှင်တအုပ်ဖြစ်တဲ့ကိုလွင်မိုးနဲ့တွဲနေတာဖြစ်ကြောင်းတရားဝင်ချပြထားခဲ့တာလည်းကြားပါပြီထက်ထက်ထုံကနာမည်ကြီးမလာခင်က ေကချစ်သူကောင်းလေးနဲ့တွဲနေကြတာဖြစ်ပြီးစီးပွားရေးလုပ်ငန်းတွေကိုလည်းအတူတူလုပ်ကိုင်နေကြပါတယ်။သူရဲ့ငွေတွေကိုကိုလွင်မွန်းရဲ့လုပ်ငန်းတွေထဲမှာရှယ်ယာထည့်ထားတဲ့အထိယုံကြည်ရတဲ့ချစ်သူကိုပိုင်ဆိုင်ထားလို့အခြားသူတွေတောင်အားကျနေကြရတာပါ။နာမည်ကြီးမင်းသမီးတွေကအခြေရေးကိုဖုံးခွဲထားပြီးမြထထထွန်းကတော့အားလုံးသိအောင်မိတ်ဆက်ပေးခဲ့တာကြောင့်ဖွင့်လင်းတဲ့သူဆိုပြီးသဘောကျခဲ့ပါသေးတယ်။အောင်မြင်လာပြီးနောက်ပိုင်းမှာတော့ထထထွန်းကချစ်သူကောင်းလေးနဲ့အတူတွဲသွားတွဲလာလို့တာကနေပါခဲ့တယ်လို့အခုဆိုရင်အားကိုရမယ်ယောက်ျားကိုရှာဖွေနေရလို့ဆိုပါတယ်။သူရဲ့ချစ်သူကောင်းလေးမှမဟုတ် ပင်အချားမျိုးသားတယောက်ကသူ့ရဲ့တဘောအလုံးစာအတွက်ယုံကြည်ရတယ်ဆိုရင်သူဘက်ကစပြီးလက်ထက်ခွင့်တောင်းမယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာတော့မိန်းကလေးဘက်ကနေစတင်ပြီးတော့လက်ထက်ခွင့်တောင်းတာကခက်ရှားရှားဖြစ်ပေမဲ့ထက်ထက်တုန်းကဒူးကြသွားကြလို့မိန်းကလေးဘက်ကစတင်လက်ထက်ခွင့်တောင်းမှာပါသူလေးစားယုံကြည်ရတဲ့အမျိုးသားကချစ်ချင်းမြတ်တာတစ္ဆာရှိမှုနှွေးထွေးမှုတွေပြီးနေဆိုရင်ယောက်ျားလေးဘက်ကစတင်လက်ထက်ခွင့်တောင်းတာကိုမဆောင်မေသူဘက်ကပင်စိတ်နဲ့စွတ်ကြီးနဲ့ propose လုပ်မှာပါထက်ထက်တုန်းကအခုထိလက်ထက်ဖို့အတွက်လူရွေးချယ်နေစဉ်ဖြစ်ပြီးဘေးနားမှာရှိနေတဲ့သူ့ကိုလဲ စိတ်ချိုင်းစိတ်တိုင်းမကြပါဘူး။နမေကြီးမင်းသမီးတွေကိုသူတို့ရဲ့ချစ်သူတွေကစိန်လက်စွကြီးတွေပထမလက်စွကြီးတွေနဲ့တင်တောင်းနေတာကိုအာမကြပဲ။သူကိုယ်တိုင်မဲ့လက်ထက်ခွင့်တောင်းကျင်နေပါတယ်။သူတို့ထက်မြတ်တဲ့ယောက်ျားပဲလိုချင်နေဆိုတာကြောင့်လက်ရှိချစ်သူအပေါ်မှာလေးစားမှုထားတဲ့အကြောင်းပြောနေပါတယ်။ထထထုံကသူ့ကိုရှာအားလုံးနားလည်ပေးမယ်ချစ်သူရှိပေမဲ့လည်းအခြားသောမင်းသားတွေနဲ့ပိုရင်းနေပြီးသူရဲ့ချစ်သူနဲ့ပွဲတက်လာတာတွေကနှဲပါလာပါတယ်။အခြားမင်းသားတွေကိုလိုအပ်တာနဲ့ပိုပြီးပွေဖက်နှုတ်ဆက်တတာကြောင့်ပရိသတ်တွေကထထထုံရဲ့အဖြူမော်ရီနဲ့ပတ်သက်ပြီးတော့သဘောမကျကြပါ ါဘူး။သူကတော့ပွင့်လင်းတဲ့သူဖြစ်လို့ဒီလိုပဲနေတက်ပြီးမင်းသားတွေနဲ့မောင်နှမလိုချစ်ခင်တာပါလို့ဆိုပါတယ်။ထထထွန်းရဲ့ချစ်သူကောင်လေးကတော့အတိတ်မှာဘလို့ကိစ္စတွေပဲရှိရှိနားလည်ပေးနိုင်သူပါ။သူထက်သားတဲ့မျိုးသားကိုရှာနေပေမဲ့စိတ်မဆိုးရပဲအရေးတကြီးကြီးနဲ့ချစ်ပေးနေတတ်သူလည်းဖြစ်ပါတယ်။တစုံတစ်ယောက်ကပြောလာရင်လည်းထထထွန်းအတွက်ရန်ဖြစ်ပေးဖို့လည်းဝင်လေးတက်တဲ့သူမဟုတ်တဲ့ချစ်သူကိုပိုင်းဆိုင်ထားရပေမဲ့ထထထွန်းကတော့သူ့ရဲ့စံချိန်စံနှုန်းတွေနဲ့ကိုက်ညီတဲ့မျိုးသားကိုလိုက်ရှာနေပါတယ်။သူရဲ့ချစ်သူကနမင်မကြီးလာခင်ကတည်းကနောက်ခွဲကနေပံ့ပိုးပေးတဲ့သူဖြစ်ပေမဲ့လည်းထထထွန်းကတ ဘွားလုံးစာယုံကြည်ရတဲ့သူပေါ်လာရင်သူဘက်ကတော့လက်ထပ်ခွင့်တောင်းမယ်လို့ပြောလာခဲ့တာကြောင့်စိတ်မကောင်းဖြစ်သွားတော့မှာပါ။နမိတ်ကြီးလာတဲ့မင်းသမီးတချို့ကခရိုနီတရေကြီးတွေနဲ့ပဲလက်ထပ်လိုက်ကြပြီးမတင်ထားတဲ့ပြောင်းလဲတွေလည်းဖြစ်သွားတတ်ကြလို့ထထထွန်လဲတစုံတစ်ယောက်နဲ့လက်ထပ်သွားမလားလို့တောင်ထင်နေရပါတယ်။အောင်မြင်လာပြီးနောက်ပိုင်းမှာချစ်သူကိုစိတ်ဝင်စားတော့ပဲဘဝအတွက်နောက်တစ်ယောက်ကိုရွေးချယ်ခြင်းတွေထထထွန်ပေါ့။ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်ကြီးစုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့ဒီစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာ ောင်မို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပြီးပါအောင်ရှင်။